အားလုံးမင်္ဂလာပါခင်ဗျာစိုင်းနဲ့သတင်းထတာမှာပြန်လဲကြိုဆိုလိုက်ပါတော့ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ပိုင်းလေတော့ရန်ကုန်မြို့ရွှေပေါက်ကမှာရှိတဲ့လူငယ်နှစ်ယောက်ကိုစစ်တပ်မှပေါ်တာဆွဲပြီးတိ60နဲ့ရွေးလိုက်ရတဲ့ဖြစ်စဉ်ကိုပေါက်ကူရောမှာပြောလာတဲ့ရုပ်သံမျိုးတို့ပိုင်းလေကိုတင်ဆက်ပေးလိုက်ပါတော့ခင်ဗျာဒါနဲ့ပေါက်ကူရောဘုန်းကြီးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်အောင်ကြည့်ရှုလေးလာတော့တဝေဖန်ပေးကြပါဦးခင်ဗျာ အားလုံးကိုလည်းဆိုင်းနဲ့သတင်းတရမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာဒါဦးဇင်းရန်ကုန်မြို့မှာဦးဇင်းနဲ့အရန်ရင်းနှီးတဲ့တကားချင်းပေါ့နော်ပစ္စည်းလေးပါးတကားလှူဒန်းနေတဲ့တကားကိုလည်းပြောလို့ရပါတယ်ဗျသူ့ရဲ့သူ့ရဲ့ UHF စာကတော့ပုံပုံကြီးဒါလေးကိုတော့လူကြီးတွေတီအောင်ပြောပြပါဗျာတမတော်ပုံရိပ်ကြမှာစိုးလို့ပါတဲ့ပြောခင်းချင်းဖြစ်ပါလိမ့်ဗျာနော်26ရက်4လပိုင်း2025ည7:00နာရီကန်ကားတဲ့ ရွှေပေါက်ကန်14ရက်ကွယ်ရန်ကုန်လမ်းထိပ်တက္ကစီအဖြူရောင်နံပါတ်မမှတ်မိကောင်းလေးနှစ်ယောက်အားလက်ထိပ်ခတ်ခေါ်ဆောင်သွားခဲ့ပါသည်တဲ့ထို့နောက်မှတစ်ဆင့်မနေ့၄နာရီတက္ကစီနဲ့တစ်ဆင့်နေပြည်တော်တို့ပို့ဆောင်ပေးခဲ့တယ်ဟုသိရတဲ့ဖြင့်လိုက်သွားရမှာ360ဖြင့်ရွေးခဲ့ရပါတယ်တဲ့ထို့တို့ရွေးခဲ့ပြီးပြန်ခေါ်ခဲ့ရပါတယ်ဖရားထို့ဖြစ်ပါ၍တက်မတော်အားတက်မတော်ရဲ့ဂုံတိတ်ခါကြာဆင်းပါတယ်ဖြင့်ဖုံးဖုံးမှတစ်ဆင့်အထက်လူကြီးများတိစီရန်အခုညီတောင်းလျှောက်ထားပါတယ်ဖရားတဲ့ဒီပေါ့နော်ဒီကလေးတွေခေါ်ခံရတဲ့ကလေးတွေကအဖအမိဥအောင်ကိုလည်းအမိ မြေဒေါ်ညုံညုံဝဲအတက်16နှစ်နော်တာဝေယံထက်လူတာအတက်ကဝေယံထက်ပေါ့ဗျာခေါ်ဆောင်ရနော်နောက်လို့ဥကအဖအမိဥတန်လာအမိအမိဒေါ်မြတ်ခင်လူတာရဲ့အမိကနော်30နဲ့မှ10နှစ်ပေါ့နော်30နဲ့မှ10နှစ်30နဲ့မှ10နှစ်မှတ်ပုံတွေအမှတ်ကကိုမြင့်ဆောင်မလလနိုင်တနှစ်6.50ဖန်စီခေါ်ဆောင်ခံရသူမှဖန်စီခေါ်ဆောင်ခံရသူမှငွေအားဥစမ်းဘူအားပေးရခဲ့ပါသည်တဲ့ ဒီဖက်စီခေါ်ဆောင်သွားတဲ့သူနောက်ကလိုက်ပြီးမှဝင်းနဲ့ရွေးခံခဲ့ရတယ်ပေါ့နော်ဦးစန်းဘူဒီဘယ်လိုလူမျိုးလဲဆိုတော့မတည်ဘူးပေါ့နော်ဒါနဲ့ဦးစန်းဘူဒီကိုဒီကလေးဒီခေါ်ခဲ့ရတဲ့နော်လိမ့်60ပြင်းနဲ့လိမ့်60ပြင်းခေါ်ဆောင်ခဲ့ခေါ်ဆောင်ခဲ့ရပေါ့နော်ဒါတယောက်သေးပဲနော်ပြန်ပြီးမှပြောမယ်သူနေတဲ့ရက်ကက9နှစ်7နှစ်ခန့်နဲ့နော်ရွှေပေါက်ကန်26ရက်လေးလပိုင်း2000နဲ့မှ25ဆိုတော့ဒါ9ရက်ပဲရှိသေးတယ်เนาะဒီညအချိန်အချိန်ကဒီ ကလေး2ယောက်အားပေါ့2ယောက်လုံးကိုတယောက်ကို30နဲ့ရွေးခန့်ခဲ့ရတယ်တဲ့အဲ့ဒီပတ်စံ30ရဖန်စီဥနေပြည်တော်ကဥဆန်းဘူဝါပေးခဲ့ရပါတယ်တဲ့ဥဆန်းဘူဝါဘာကြီးလို့တော့မသိဘူးပေါ့နော်အဲ့တော့ပေးခန့်ရတဲ့ဥဆန်းဘူငွေလက်ခံသူဥဆန်းဘူရဲ့ဖုံးမှာဒါလေးကိုတော့တရားမှန်နော်ဒီဥဆန်းဘူရဲ့အထက်မှာရှိအောင်မှာငွေလက်ခံသူရဲ့ဥဆန်းဘူရဲ့ဖုံးမှာတဲ့96လေးရှင်ငါ399 936485 399 936485ဖြစ်ပါတယ်เนาะ ဲ့တော့ပြောချင်တာကသူတို့ခေါ်ဆိုအသက်38နှစ်ဆိုတာလဲစစ်မှုထမ်းဥပဒေနဲ့ပတ်တဲ့ဥပဒေနဲ့ပတ်တယ်တော့ကြော်လွန်သွားပြီနောက်တစ်ယောက်ကအသက်18နှစ်ဆိုတာလဲ16နှစ်မပြည့်ရင်ခေါ်ဆောင်ခွင့်မရှိဘူးဦးဇင်းတို့ဒီချို့ခေါ်ဆောင်သွားတာရှိတယ်အသက်မပြည့်လို့ပြန်လှည့်ထားတယ်ရှိတယ်နော်အသက်မပြည့်လို့ပြန်လှည့်ထားရှိတယ်အသက်ကျော်လို့ပြန်လှည့်ထားရှိတယ်အင်္ဂါမစုံလို့ယောဂရှိလို့ဒီမန္တလေးမှာဆိုလဲပြန်လှည့်တဲ့ဟာတွေအများကြီးရှိပါတယ်နော်အဲ့တော့ဦးဇင်းတို့ဘာပြောချင်တာလဲဆိုရင်အခုဒါရန်ကုန်မြို့မှာဒါတွေကတအားခေစားနေတယ်။ဥမာလှိုင်းတရားမှာဆိုလဲလှိုင်းတရားလူမိုက်တွေကနေမှာဒီလိုခေါ်ပြီးမှဒီ အပ်ထားတယ်ဒါခဏခဏဦးဇင်းတို့ဒီမှာနိုင်စားတွေရောက်နေရနော်အဲ့တော့နိုင်ငံတော်ကြီးကဲမြန်နာသကတာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ကလည်းဒါတွေကိုထိရောက်စွာရေးယူဖို့လိုအပ်တယ်လို့ဦးဇင်းအနေနဲ့ဒါပြောကြားခြင်းပါလေဗျာနော်ဦးဇင်းအနေနဲ့ပြည်သူတွေရဲ့ကိုယ်စားရောတပ်မတော်ရဲ့ဂုဏ်သိက္ခာအတွေ့ရောပေါ့ဗျာဒါမိတ္တရခန်တောင်းဆိုခြင်းပါရနော်စွမှုထံဥပဒေကိုအတက်ပြေလို့ခေါ်သွားတယ်ခေါ်သွားလို့ရှိရင်ဦးဇင်းတို့နေခင်းကဦးဇင်းတို့ဒီအကူကြီးတောင်းတယ်ဟိုပါပေါ့နော်ဦးဇင်းတို့ရဲ့ဒီဟိုပါပေါ့ဆလင်းဘက်ကဘုံဘုံခရရတဲ့ဒီမန္တလေးကိုလာတဲ့အချိန်မှာတဲ့ အဲ့ဘောခေါ်ရတယ်ဖရားတပည့်တော်တူလေးကိုအဲ့ဒါဖုန်းဖုန်းဘယ်လိုလုပ်လို့ရမလဲဦးမေလိုက်တယ်အသက်ဘယ်လောက်ရှိပြီတုံးလို့အသက်25နှစ်25နှစ်နိုင်ငံတော်ပဲစစ်မှုထမ်းဦးတွေထမ်းရမှာဗောလို့ဘာမှတော့စစ်မှုထမ်းဦးတွေထမ်းမှာတော့မန္တလေးမြို့ကိုလာရေးမှာရှောင်းတာလေးလို့အဲ့တော့ဦးစင်းတို့အနေနဲ့ဟုတ်လားအဲ့ကလေးရဲ့စစ်မှုထမ်းမှာအခက်အခဲရှိတယ်ရှေ့တန်းမှာလိုအပ်ချက်ရှိတယ်တင်းထဲမှာလိုအပ်ချက်ရှိတယ်သားစရာအခက်အခဲတွေ့တယ်ငွေကြီးရဲ့အခက်အခဲတွေ့တယ်ဆိုရင်ဦးစင်းတို့တတ်နိုင်တယ်လို့ထိုက်နိုင်တယ်လို့ကူညီပါမယ်လို့ အဲ့ကလေးကိုထုတ်ဖို့အဲ့ကလေးကိုဝင်နဲ့လိုက်ယူဆိုတော့ no ပါလို့နိုင်ငံသားမှိုင်စစ်မှုထောက်ဥပဒေဆိုတာပြဋ္ဌာန်းရမယ်လို့ဒါအသက်အရွယ်ရခေါ်ဆောင်သွားခြင်းဖြစ်တာကိုဥစဉ်တို့လက်ခံလို့ရတယ်အခုလို့အသက်16နှစ်နေနဲ့38ပေါ့နော်လက်ကတယောက်က16နှစ်ကိုခေါ်ရတာဒါစစ်မှုထမ်းဥပဒေကြောင့်ခေါ်ရတာလားဒါမှမဟုတ်ရင်ပြန်ပြီးဆွဲတာလားတေချာတာကတော့ဥစဉ်နဲ့နေပြည်တော်ထိလိုက်ပြီးမှ30 30နဲ့နှစ်ဥပေါင်း60နဲ့ရွေးခန့်ခဲ့ရတယ်ခေါ်ခံရတဲ့ခေါ်ငွေလက်ခံသူရဲ့ဖုန်းနံပါတ်မှာ9064485ဖြစ်ပါတယ်ဗျနောက်တစ်ခါတာဝန်ရှိများအနေနဲ့ဒါကိုထိရောက်စွာအရေးယူပေးဖို့ပါကိုပေါ့ကိုတော်တို့အနေနဲ့ ဒါပြည်သူကိုယ်စားရောတပ်မတော်ရဲ့ဂုဏ်သိက္ခာအတွက်ရောမိနာရခန္တာတောင်းဆိုချင်ပါတယ်အားလုံးဒါပါပဲဗျာ